ကိုလံဘီယာနိုင်ငံဖိုဂိုတာမြို့တော်မှာစွန်9ရက်ကပြုလုပ်တဲ့မဲဆွေလှုံ့ဆော်ပွဲအတွင်အထင်ကရလက်ရရင်တမရရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းပြစ်ခတ်ခံခဲ့ရပြီးတရားရရှိခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ် အသက်39နှစ်အရွယ်လွှတ်တော်ကိုယ်စားလှယ်မီဂိုရယ်ယူရိုက်ဖာဘိုဂိုတာမြို့တော်အနောက်ပိုင်းမှာ၎င်းကိုထောက်ခံသူတွေနဲ့စကားပြောကြားနေချိန်မှာတနတ်သမားက၎င်းရဲ့ခေါင်းကိုနှစ်ကျိန်ဒူးခေါင်းကိုတစ်ကျိန်ပြစ်ခတ်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့နေရာကထွက်ပေါ်လာတဲ့ဓားပုံတွေအရယူရိုက်ဖာအဖြူရောင်ကားတက်စီရဲ့ဆက်ကောင်းအဖုံးပေါ်လဲကျသွားပြီးသွေးရည်ပေးကြတဲ့ကအမျိုးသားအုပ်စုတစုက၎င်းကို ထိန်းကင်ထားပေးပြီးသွေးတိတ်စေဖို့ပြုလုပ်ပေးလျက်ရှိပါတယ်။ လုံခြုံရေးအဆောက်အဦကအသက်15နှစ်အရွယ်သာရှိတယ်လို့ယူဆရတဲ့အသက်မပြည့်သေးတဲ့တန်ရာဖြစ်ဖွယ်တိုက်ခိုက်သူကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။တန်ရာရှိသူဟာရုံရင်ဆန်ခတ်မှုမှာထရရခဲ့ပြီးစေကူတော်မှုခံယူလျက်ရှိတယ်လို့ရဲအရာရှိကာလော့စ်ဖာနန်ဒိုထရီရာနာကပြောပါတယ်။အမျိုးသားတုံးနဲ့အမျိုးသမီးတူတို့လည်းဒဏ်ရာရရှိခဲ့ပြီး glass ပုံစံတစ်နက်တစ်လက်တင်စီရမိခဲ့တယ်လို့သိရပါဗျ။